တော့ဒီမျိုးပင်ထိုးပြီးချုပ်ရမှာပဲနော်နောက်ပိုင်းကျတော့မှဒီအားလက်တန်းချုပ်လို့လည်းရတယ်ပင်မထိုးဘဲချုပ်လို့ရတယ်ဟိုစားတဲ့ဒီမျိုးလေးပင်ထိုးဒီထိထိုးမယ်ဒီနောက်ကျတော့ဒီမျိုးအစွန်းသားလေးဒီမျိုးထိုးပါမယ်ထိုးပြီးချုပ်ဆိုဗန်ချီတော့ချီတော့ပြင်းနေသွားမယ် ဒါလေးကတော့ပက်လေတောက်ထမိန်မှာဒီတောက်တွေကိုဘယ်လိုချုပ်မလဲတင်ပြထားတဲ့ဗီဒီယိုလေးပေါ့နော်ဆိုဒီမှာဆိုရင်တောက်တွေကိုဒီတိုင်းရန်သမန်တန်းခောက်ပြီးတော့မှချုပ်တာမဟုတ်ပဲねသူ့ကိုငိန်နေအောင်ဘလို့ကင်ပြီးတော့ချုပ်မလဲပင်ထိုးပြီးတော့ဘလို့ချုပ်မလဲဆိုတာကအစသေးစိတ်တင်ပေးတာပေါ့နော်အဲ့တော့မှလည်းဒီပိဆာတွေကိုကင်တဲ့အချိန်မှာတွန့်တာတွေမလာတာတွေမတက်ရတာတွေမဖြစ်မှာပေါ့နော်ဆိုတော့ဒီနီးတွေကိုတိမှာပဲတက်တက်ရရလေးချုပ်တတ်လိမ့်မယ် အခြေခံကနေစပြီးတော့စနစ်တကျတင်ကြားခြင်းနဲ့ဆိုရင်တော့အခြေခံမြန်မာထမိတ်စကက်အတန်းကနေစပြီးတော့ join လို့ရပါတယ်။တင်နေတဲ့ခြင်းနဲ့ဆိုရင်တော့ page ရဲ့ချက်ပေါက်မှာ လာပြီးတော့မှဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။